မင်္ဂလာပါဆရာမောင်တင်ဤကိုတောင်းစာအုပ်ထဲမှမင်္ဂလာလက်ဖွဲ့ကိုဖတ်ပြပါမယ်ကိုတောင်းသည် ရှင်ကြီးဝန်းတဲ့သို့လည်းဝင်ခဲ့ပြီရှင်ခဲ့ဝန်းတဲ့သို့လည်းဝင်ခဲ့ပြီတို့ရာတွင်နှဝန်းစလုံးနန်စော်စီဖြစ်သည်ဖြင့်နှာခေါင်းပိတ်၍ตาလျင် ပြန်ခဲ့ရချည်သည် တခါတည်းရန်မချောဖို့တွင်းမိလျင်လောကကြီးကိုထောင်းကျင်စိတ်များပေါ်ပေါက်၍လာလေသည် ခင်စိန်ကိုဈေး၌တွေ့သောခါ၌မူကားသူ၏ယောက်ျားကို အများကြီးမရှုစိတ်ဖြစ်သွားပြီးမှတတိနှင့်စိတ်ကိုအုပ်ပြီးလင်လောကကြီးကိုကြည်ကြည်နက်နက်ယောက်ျားပြီးပြီးအယုံပေးလိုက်ရပြန်လေသည်ညောင်လင်းသူကလေးကိုသာတတိယပြန်လင်းလဲဂယုဏတရားတွေတဖွာဖွာပေါ်ပေါက်လာပြန်သည်တို့ရာတွင်မိမိ၏သဘောကောင်းခြင်းအပေါ်မှာအသားယူ၍လင်ငယ်နေသောမိကူကို ထင်ရောက်မြင်ရောင်ရှိလာသောအခါ၌မူကားကိုတောင်း၏မဲနှက်သောတငယ်အိမ်မှဒေါသအယောင်များရှမ်း၍လာပြီးလျင်အဆိုပါမိချောခင်စိန်နှင့်ညောင်လင်သူတို့သည်အဋ္ဌိဘာဝပါပင်တကားဟုတရားကြမိ၍ကွာမိမဆိုတာတောက်တုံးကြတာမဟုတ်ပါဘူးဟု၍ကျွန်ုပ်အားပြောလေရှိသည်တို့ရာတွင် ကိုတောင်း၏စိတ်သည်ကဟာ၍နေလေပြီဥပမာလျင် လေပြေလေငင်းမြမတိုက်ခတ်သော၆ထွေသောတေကန္နာရာကြီးကဲ့သို့ ဘာဝတရားသည်လဟာပြင်ကို မုံတိယွန်ရှား၏ကိုတောင်းဒီကထိုသဘောတရားကြီး၏တားတဲ့ချာလင်ဖြစ်ပြီးရွေးမြင့်ကြီးသည်လာရောင်အောက်တွင်တရှက်ရှက်ပြေး၍နေသောငွေရီတို့ဖြင့်လောကကြီး၏တာယာပုံတို့ကိုဆေးရည်၍နေ၏ထိုခါများ၌ကာလဒီဟုသော ဖုံမှုန်လိမ့်လိမ့်ကက်လျက်ရှိသော မချောကလေး၏မျက်နာကိုတတိယခြင်းဒီဟုသောဝတ်မင်ပြီးဖြင့်ဖြီး၍ပုံပန်းကိုဖမ်းချမိသည် မှုံမှုံကလေးများသာထင်နိုင်သော ထိုမျက်နှာကလေးမှဆို့လျက်ရှိသောမျက်ရည်တို့ဖြင့်ဝင်းရွင်နေသော မျက်လုံးကလေးများကိုမြင်ရသည့်အခါကြာရှည်မကြည့်ရနိုင်လောက်အောင်မချီတင်ခဲဖြစ်သွား၏ထိုကြောင့်တစ်ခါတစ်ခါ၌ကန်ဒီဟုသောဘလူးဤလက်တွင်တွင် မလှုပ်ရှားနိုင်လောက်အောင်ပင်ဖြစ်တော်လဲပစ္စဝုဒမင်းသား၏ထုံဤအတိုင်းလျှင်အယုံမပေးဘဲဇွဲတန်တန်နှင့်လောကကြီးထဲတွင်တယောက်တည်းကျဲလိုက်လို့သောစိတ်များဖြစ်ပေါ်လာ၏ တစ်ချက်တစ်ချက်၌ကဒင်းနဲ့ညာလေဒီလူလိုနေမှာပါပဲလေထူးမှာမဟုတ်ပါဘူးဟုအောင်မေးမိ၏စိတ်ပြန်မိ၏နှစ်နှစ်ကာကာချင်းမိသည်မသောအချစ်တူကို ပြည့်ရည်ပြူမိ၏ယွန်ရှာမိ၏ထွေမိ၏သူဘာတော်လဲကိုတောင်းရင်တွင်ကဟာလျက်ပင်ရင်ကောင်း၌ခိုးကောင်းကင်းခိုးအောင်ကင်းဝတ်နေသောအညစ်အကြေးတလေးပုတ်တို့ကိုထွေဟူ၍မြည်အောင်နှစ်နှစ်ခြိုက်ခြိုက်လှိုက်လိုက်လဲလဲ ခတ်ထုတ်လိုက်သည့်အခါဆိုလိုရင်းအတိတ်ပဲမှာလောကကြီးကို ခံပြင်းလာသောသဘောပင်ဖြစ်ညာတော်လေထိုခတ်ထုတ်လိုက်သောတလေကြောင့်ရင်တွင်းမှာဂလိုင်ဖြစ်လျက်ပင်ကြံရင်ခဲ့လီတော်သည်ရင်းတို့ဖြစ်လျင်ဘောင်းမိတ်ကြောင့်ထိုဂလိုင်ကြီးကိုမဖို့ဝဲထားပါသည်နီလူစွမ်းလူစားမရှိ၍လောဟုဇောရကတညာအံ့ လူစွမ်းလူစားမရှိရမဟုတ်အချီးဤဒုက္ခအမျိုးမျိုးကို ခံစားခဲ့ပြီးဘူးပြီးဖြစ်ရကကဲမှန်မှုသည်စာတငယ်ကဲ့သို့တစုံတစ်ခုပြုလုပ်မည်ဟုကြံလိုက်လျင်ပင်ဒို့လောဒို့လောဟုသောဒွိဟာရုမှာကိုတောင်းနှင့်အတူဒွိုင်းရန်ဒွိုင်းရန်တွဲလျက်ရှိကြရကချိန်ရင်းဆိုင်ရင်စဉ်းစားရင်းနှင့်ပင်လျင်တစ်ခါတခါမိမိဤဥကောင်းနှင့်ကိုတို့သည်အသက်နှင့်အမြအတူတကွာရှိပါလိစားဟုထိပ်ပြောင်းကလေးကိုလက်ဖြင့်စမ်းမိသည် ကဲဒီလိုထားလို့တော့မဖြစ်ဘူးဟဲ့မင်းလူအတွက်မင်းမရှာပေးမှပဲဟုအခါတစ်ပါး၌ကာလာသားခေါင်းကိုပေါင်ခိုင်းသည် ကျွန်ုပ်အားတိုင်ပင်ဘူးသည်ရှာပေးရင်လည်းမြန်မြန်ရှာပေးလိုက်ပါခင်ဗျာဟုကျွန်ုပ်ကလည်းပြန်လည်ပြောခဲ့ဘူးသည်ဤကဲ့သို့ပြောခဲ့ပြီးလင်းငါလာခန့်ကြတော့ကျွန်ုပ်ဒီရွာတို့တပန်းပြန်ရောက်လာ၏ထိုအခါကိုတောင်းသည်မိမိနှင့်ပေးစားမိမိန်ကလေးအားဆေးရည်တိုင်းထွာပြုလိုက်သည်ဖြင့်ထိုမိန်ကလေးမှာငိုယိုဆင်းသွားရကြောင်း ရက်ရွာထဲ၌လက်တူ၏ပြောကြသောစကားသံများကိုတန်တန်ကြားရလေသည်တနည်းတော့ကျွန်တော်နှင့်ကိုတောင်းတို့သည်ဦးလေးတော်တဦး၏အိမ်နောက်ဖေးရှိကုပစ်ကလေးပေါ်တွင်ထိုင်၍လင်းငင်းခံနေကြ၏ကိုစိုးတီကြီးကွင်းကမိခိုတမီခေါက်သေးကိုမြင်မှုမဟုတ်လားဟု ကိုတောင်းကမေး၏မြင်မှုပါလေဖြူဖြူဖွေးဖွေးမဟာနဘူးကလေးနဲ့လှလှကလေးလေးအစ်စ်ပေါ်ကထုံအိုးတယ်လိမ့်ကြတယ်ပိုးဟက်ဖြူမဟာပေါ့ ကောင်မလေးကတော့စိုးစရာမရှိပါဘူးသူ့မိကြီးကမန့်ငွေခင်ကြီးမူကောင်မလေးတော့တသက်လင်ကောင်းသားကောင်းရတော့မှမဟုတ်ပါဘူးအဲ့လေဘယ်နည်းနဲ့မဆိုသူလည်းပဲငွေမတ်မှာပါပဲမင်းဦးလေးကငါ့ကိုသူနဲ့လှုပ်ပင်းတဲ့နေရာမှာအဲ့ဒီနေရာပေါ့ငါကဟော်ဒီတကပောက်ကသူကအင်ကြီးဖွတ်တဲ့ကနဆိုးပပြင်းကြီးပေါ်စောင့်ကြောင်တိုင်လို့ဩသူတို့နှစ်ဦးအဆင်ပြေကြပါပြီတောင်ကိုတော်ကထိပ်ပြောင်ပြောင်အသားမဲမဲ လမတူတူကောင်မလေးရဲ့မဟာနဖူးကလေးနဲ့ဖွေးဖွေးဖြူဖြူလက်ချောင်းကလေးများကတေးသေးတွေတွေကိုရောင်းကမျက်လွာကလေးပင့်ပြီးခေါက်တေးကိုချီရင်းအက်ဆီဒန်များများကိုဇေနှင့်ဖွာနေမှာပဲခေါက်တေးကမျက်လွာကလေးချပြီးမခိုးတရိုအိမ်ရိကလေးနဲ့နေမှာပဲတို့ရရင်စာရေးဆရာတို့ဤစိတ်ကူးကိုတော်ရာချောင်းတွင်ချိတ်၍မှန်ရာဆိုရလင်တွေ့ကားစားကသူတို့နှစ်ဦးဆက်ပြီးပြီးလုံနေကြသည်ဟုဆိုရမည် ငှားကြိုက်သလားဟင်ဟုကိုတောင်းသည်မိမိဤတိုးတုတ်သောလက်ချောင်းကလေးများဖြင့်သေးတွယ်ရှည်လျားသောခေါက်တီဤလက်ချောင်းကလေးကိုဖြက်ခနဲကင်ဆွဲ၍မေးလိုက်လေ၏။ကောင်မလေးလန့်များလန့်သွားမည်လားမလန့်အပြိုကလေးဆိုတော့လေခင်မိကလေးဖြစ်၍တွေ့ဘူးကြုံဘူးလာပါပြီ။ရှိုးတိုးရှန်တန်မဖြစ် မျက်နှာမလွဲမျက်လွာမချငပြေမကိုလုံးကလေးသည်လည်းတွတ်မသွားလက်ချောင်းများလည်းလက်စစ်ဓာတ်မိသလိုဖြန်းကနေမနီး ပဂတိအိန်ရိမပြတ်ရှက်သွေးလည်းမရှမ်းတို့ရရင်ခေါတေးသည်ကိုတောင်းဤလက်ထဲမှမိမိလက်များကိုရုတ်သိမ်းလိုက်ပြီးလျင်ညင်ညာသောသွားကလေးများပေါအောင်ပြုံးလိုက်၏။ໃຊမလားမໃຊဘူးလားပြောလေဟု ကိုတောင်းကလောပြန်၏။ခေါတေးကစဉ်းစား၍နေလေသလားမသိခិតာများစကားမပြောဘဲနေ၏။နောက်မှ ပြောအမ်းဟုပါဇက်ကိုပြင်၏။ကိုတောင်းလည်းမိမိ၏တင်းငယ်သောနားကလေးကိုစွန့်လိုက်၏။ ရွေးမြစ်ထဲတွင် လေတဟူးဟူးတိုက်ခတ်၍နေသည်တပြုံးပြုံးတပြင်းပြင်းနှင့်ကြရက်များရိုက်လေကြသည်မင်းသမီးမင်းသားစခန်းသွားသည် ကိုဆိုင်းစင်၍ပေးနေပေးတကယ်သူဝီခေါအောင်မြည်သောလေချောင်းတစ်ခုသည်ကိုတောင်းနှင့်ခောက်တေးတို့အကြားသို့ဆွတ်၍ဝင်လာတွင်ခောက်တေး၏"ကျမကိုလိုချင်ရင်ငွေ300တင်ရမယ်"လို့အမေကပြောတယ်။"တင်နိုင်ပါမလား" ဟူသောအယောင်းဝယ်စကားသည်ကိုတောင်ဤနားကလေးကိုအဆမတန်ပြေး၍ရိုက်လိုက်ရာကိုတောင်သည်စိတ်ထဲ၌ထောင်းကနေဖြစ်သွားလေ၏ကိုတောင်ကောက်တီအားပြောလိုက်သမျှတို့ကို ကျွန်တော်ပြန်မပြောဝန်တော်ပြီနောက်ဖေးတကားကိုဆောင်း၍ပိတ်ပြီးလျင်အင်းရှိကန်တို့ကိုတောင်းထွက်လာနောက်ဖေးတွင်ခောက်သေးသည်ရှိုက်ကြီးတငင်ငိုလျက်ကြံရစ်ခဲ့လေသည်။တောက်ကောင်မကွာသူလှသည်မဟာကိုဆိုးတီခွင်းက ူရယာကလားရိအစာဖြစ်မှာပေါ့ဟု ကိုတောင်းဒီယွန်ရှာသောမျက်နှာထားဖြင့်အိတ်စီတန်မြမြဤမိဝါတို့ကိုခြွေချရင်ကျွန်ုပ်အားပြန်ပြောလေသည် ထိုစဉ်ခါကကိုတောင်းဒီစိတ်တော်ပြတ်ပုံရသည်တို့ရာရင်ကမ္မဘုံသားအစ်စ်ဖြစ်လေသည်ပြင်ဘုံကြီးစားတာလဲပါသူမဟုတ်လေရကထိုစိတ်ပြက်ဖွယ်ရုပ်ဖြင့်တန်ဝေကမယူနိုင် လောကကြီးသည်သင်္ခါရငါသည်ငါမဟုတ် ငါဥစ္စာသည်ငါဟာမဟုတ်ဟူသောမိုးငင်းဩဝါဒတို့ကိုအာပေါင်းအာရင်တန်တန်ရွရင်ထိပေါက်ပါစေဟုဆုတောင်းသူတန်ရုံးစင်မတွေ့တာပါဘူးဟုပြောရင်မြေကလေး၏နဖူးစာကိုအာပါတရားမွေးသူကာမဂုဏ်ကိုဆက်ဆုပ်ပါပြီဟုဆိုရင်ဂျာမနီဆေးစွမ်းကောင်းတို့ကို ရှာတော်သူဤတို့လျင်တရားပြေဝါကြကုန်သောတပူရီတာအပေါင်းသူတော်ကောင်းစီးရင်တွင်အဝင်အပါဟူ၍ဂုံခံနိုင်လောက်အောင် အရေးချင်းမပြည့်စုံသည့်ကိုတောင်း လူသားမှမစိတ်ပြတ်ပါပြီဟုပါဇက်ကတဖွားဖွားပြောတော်လဲစိတ်ရင်းတွင်မူကဟာလာလင်းဟာလာဟင်းနေသောရင်ကို အချစ်တက်စာကြွေးလို၏မြူသိမ့်ထားရသမျှသောအချစ်တို့ကိုမိမိချစ်သူတို့ဟုအားပေကံအနှံထားလို၏တို့ရာတွင် ကိုတောင်း၏အချစ်သည်မိကမတမဟုတ် ယူသားခြင်းတည်တံ့ခြင်းတည်ငြိမ်ခံခြင်းသဘောကောင်းခြင်းအလိုလိုက်တတ်ခြင်းစသောဂုံပုတ်တို့ဖြင့်တစားစင်အပ်သောမေတ္တာစေဖြစ်လျာသူဤရုပ်ရည်အကြီးတန်သလောက်သူချင်းမှလှပလေသည်ယင်းတို့ဖြစ်ရာကထိုအချစ်ကိုဂျင်းငွေတို့ဖြင့်ရောင်းဝယ်ဖောက်ကားပြုလုပ်သည်ကိုလည်းမနစ်သက်နိုင် အချစ်တူအချစ်ရောင်အပေါ်ယံဘော်ကျော်တို့နှင့်လည်းမလဲလှယ်နိုင် လောကီသားပြီပြီထိုအချစ်ထီဟုသောဘာမဟုတ်သည်တို့ကိုဖျားတဆူဂူတလုံးမှဖြင့်ကိုးကွယ်အားထားမျက်နှိုးနှစ်သက်ပူဇော်တက္ကရာပြုလိုပေရကအချစ်ဖျားရှိဝဲအချစ်မီထွန်၍အချစ်ပန်းအချစ်ရေချမ်းတို့ကိုကဲ့ရင် အချစ်ဖျားဟုသည်လေငါတို့ဤ သုံးလူထွတ်တာတပုညိတပညူတာမြတ်စွာဘုရားကဲ့သို့မညံဖူညံနိဗ္ဗာန်ချမ်းသာတို့ကိုရရရကြောင်းတရားရည်ဤတိုက်ကြွေးပြီးလျင်ထိုနိဗ္ဗာန်ချမ်းသာရောက်ကြောင်းတရားသည်မိမိကိုယ်တိုင် ကြင့်ကြံလောက်ကင်မှသာလျင်ရရသည်ဟု၍ကဲတင်ခြင်းအတွက်ကိုတတဝါတို့အပေါ်၌သာတော်ဝန်ချထားခဲ့လျင်ကိစ္စပြီးလေသည်မဟုတ်ငါတို့လူများကဲ့သို့ပင်အမြောက်ကြိုက်အချောကြိုက် ်အကက်ကြိုက်လက်ဆောင်ကြိုက်ဖေးရလေးရက ပူပေါင်းရီမြောက်ချော့ကက်လက်ဆောင်ထိုးကမျက်နှာရအောင်အမျိုးမျိုးကြံနိုင်သူကိုဒါလင် လိုအပ်သောဆန္ဒနှင့်တလုံးတဝရီပြည့်စုံစေတတ်သောသဘောရှိလေသည် ။ဤတို့တပီးကကိုတောင်းသည်အဘယ်မှမစွန်ပဲရှိနိုင်အံ့လီ။စွန်သည်ကမှန်၏။တို့ရာတွင်စွန်သည့်အခါတိုင်းမင်လျင်အချစ်ဖျားအားစီမီးရေချမ်းပန်းကတ်ခြင်းမှုလို၌လေဟင်းသွားတတ်ရာအချစ်ဖျားသည်တုတ်ရောင်ဓာရောင်ဆောင်ကတကိုးပြလိဟာပြလိရှိသည်။ထိုနည်းနှင့်ဖြစ်ရလေကကိုတောင်းသည်မိမရပါအုံးမီလားဟု၍တခါတရံကျွန်ုပ်စိတ်၌ဒုလောဒုလောဖြစ်မိသည် အခါတပါကိုကြီးထင် အကိုကြီးအကြောင်းဘာမှမကြားသေးဘူးလားဟုရန်ကုန်သို့အလဲလာတော့ကိုတောင်းဤတူမှခင်ခင်ကကျွန်ုပ်အားမေးလေသည်ကျွန်ုပ်အတော်လန့်၍သွား၏ဘာများဖြစ်ပါလိမ့်မလဲတက်ခဲတောင်းအတော်ခေါင်းများကွဲသားသလားဟု၍တွေးမိ၏တွေးမိသည်များတို့မှနှုတ်မှထွက်သွားမိ၏မဟုတ်ပါဘူးဝန်တာစရာအကြောင်းပါမင်္ဂလာဆောင်တော့မလို့တဲ့ဟေးဟုတ်လားဟု၍မြသာပြောနိုင်ပြီလင်း ျွန်ုပ်မှာအံ့အားသင့်သွား၏ဝမ်းလဲတာမိ၏ဖះဖះဘလို့မိမ့်မစားရဲကပါလေဖြူသလားမဲသလားပြာသလားညိုသလားပိန်ပိန်သေးသေးလားလုံးကြီးပေါက်လာလားကိုလူတော့ကိုကြိုက်ကိုရပြီထင်อืมအောင်စီရတူအောင်ချောင်းပြူ၍အောင်စုပထနာအောင်ပါစီချောင်းညောင်ရီတွေလောင်းလိုက်ခြင်းပါပြီးကီယိုနို့ပင်မဲနေပါဦးဟဲ့ခခင်ရဲ့ဘသူနဲ့တော့ ဟိုမန္တချောင်းဝါကမရွှေကွန်းတို့အိမ်နဲ့မျက်နှာချင်းဆိုင်မုတ်ကျိတ်ဆက်ကလေးနဲ့အိမ်ကကွန်းဝါတက်တဲ့ဥတာပြောသမီးမရွှေနဲ့လီအေးအေးနင်ပြောမှပဲငါမသိတော့တယ်နင်ပြောတဲ့လူတွေငါတရားမှမသိဘူးဟာအော်ကိုကြီးထင်နေခတ်ပါပြီကြားကောင်းလက်ကောက်ကြီးလူမြင်အောင်အင်ကြီးလက်ပင့်ထားတတ်တဲ့မရွှေကွန်းလီမသိဘူးလားဥတာပြောကိုတော့ကိုကြီးတယ်မမှတ်မိလို့နေမှာပေါ့အဲ့လေရွာရောက်တော့တည်ရမှာပေါ့ ျွန်ုပ်ဒီတအောင်နှအောင်လောက်တွေ့ဝင်နေပြီ။အင်းကိုတောင်းတော့မိမရပြီပြီ။သူ့တဘောအတိုင်းဆိုရင် ကိုချစ်သူချစ်နှစ်ဦးချင်းမေတ္တာဆေဖြစ်ပေမှာပဲ။အာခလူပေါ်ငွေစွမ်းငွေစမရှိလို့ဒါလူစွမ်းလူစားတော့ညံ့လာတယ်မဟုတ်ပါဘူး။ဟောယခုတော့လူစွမ်းရောငွေစွမ်းရော ပြနိုင်ပြီထင်။သူယူမိမိမဟာအေကန်နာငါလင်နှင်းငါငွေအစားတွေကမိမမျိုးဟုတ်မည်မထင် လောကကြီးမှာငွေရှိမှထင်ပေါ်သည်မှန်၏တို့ရာတွင်မြတ်တာစစ်သည်ဒင်ကားတွင်မြောက်ပန်းပါသည်မဟုတ်မသိခွေးသွားစိတ်ရှိမရှိမပြောတတ်ကျော့ဘဲဝီလာပဲဝီတိုရီယာပဲဟူ၍မရွေးချေခြွင်ခြွင်နှင့်အတန်မြည်သည်ကိုလည်းမကြားဘူးမြတ်တာစစ်ကိုရနိုင်ရန်အရေးသည်ငွေချေးပြည့်စုံမှဖြစ်နိုင်သည်ကားမှန်၏သို့သောမြတ်တာထားသည့်နေရာမှာငွေကို အရင်မူလထား၍ကြည်တတ်သူကကိုတော်မဟုတ် ကျွန်ုပ်ဒီအတော်သဘောတွေ့မိ၏သူတို့သားနှင့်သူတို့သမီးနှစ်ဦးတို့အားကျမ်းမာ၍ချမ်းသာပါစေစိတ်တော်တိုင်းကိုပါ၍လူရာရနိုင်ပါစေဟု၍လည်းအတွင်းကျိတ်ဆုတောင်းမိ၏ဘာကိုလက်ဖွဲရပါမည်လဲဟု၍လည်းစိတ်ကူးမိ၏ဂျပန်လုံကော်ယိုကော်ကတင်ကော်ပကတ်ကော်ဘီရိုတို့ကိုလက်ဖွဲရင်အဆုံးဖြတ်လိုက်သည် ဂျပန်ပြည်မှာလုတ်တီးဟုသောပစ္စည်းတို့သည်အပေါ်စားတာရှိမခံကျွန်ုပ်၏လက်ဖွဲ့ပစ္စည်းတို့သည်ထိုကဲ့သို့သောအပေါ်စားတာရှိမခံတို့ဖြင့်တရံတဆင့်များဆက်ဆံနိုင်ချိန်မီမဟုတ်တသက်လုံးအမှတ်တရဖြစ်ရစိမ့်မည်ဒုဖြစ်ရကအဆိုပါဆုံးဖြတ်ချက်ကိုပယ်ချလိုက်ပြီးလျှင်ဘာကိုလက်ဖွဲ့ရပါမည်နည်းဟုစိတ်ကူးကြည့်ပြန်၏စိတ်ကူး၍မရသည် နေပါအောင်ခင်ခင်ရဲ့သူယူမဲမိမကတော်ရဲ့လားသဘောတကားရဘယ်နဲ့နေတလဲကြိုက်လို့ယူတာမှဟုတ်ပါလိမ့်စာကြိုက်မကြိုက်တော့မပြောရဘူးကာယကံရှင်မင်းကလေးကဟောကိုတော့အိမ်တက်ရင်ခါကအဝတ်တစ်ထည်ကိုတခုနဲ့နဲ့ပဲလာခဲ့ပါတဲ့ကျေနပ်ပါတယ်တဲ့ဟေးဟုတ်လားဟုဆိုရင်ကျွန်ုပ်မှစကားမပြောနိုင်ဖြစ်ရပြန်ဤ လျော်ကန်လှပါပြီးမင်းကြီးများဟူသောပွဲတွေကရှင်ဘင်းစကားကဲ့သို့တင်းမြတ်လှပါပြီးသည်ကျေနပ်လောက်ပါပြီးကိုတောင်းတယောက်ဖြစ်လျင်လောကကြီးကိုအကျေနပ်ကြီးကျေနပ်၍စိတ်ချမ်းသာခြင်းတို့နှင့်ပြည့်စုံကနေရသမျှသောကာလအတော်တွင် လိုတရပါစေသည်ဟုစုမုံစုကောင်းစုကောင်းများထက်လောင်းတောင်းမိပြီးလျင်ဤတို့လျင်မင်းသားကလေးနှင့်မင်းသမီးကလေးတို့သည် အသက်ထက်ဆုံးပျော်ရွှင်စွာ နေထိုင်ကြလေသည်ဟုသော တဏ္ဍာရီနိဂုံးကလေးကိုမင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ်ဖြင့်ပေးလိုက်ရလေတော့တည်း